မိဘပြည်သူများရှင် Prime Media မှသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင့်ကျမတို့ Prime Media ဟာဆိုရင် Telegram Channel, YouTube Channel နဲ့ TikTok အကောင့်လေးတွေဖွင့်ပြီးတော့နေ့စဉ်သတင်းလေးတွေတင်ဆက်နေပါတယ်ရှင့်ကျမတို့ Prime Media Channel တွေမှာကျမတို့ရဲ့သတင်းရလွဲလို့ရှင့်အခြားဘက်သူတွေသတင်းမှမတင်ပါအောင်ရှင့်ဒါ့အပြင်ကျမတို့ရဲ့လူမှုကွန်ရက်အကောင့်ထဲကနေပြီးတော့လည်းသတင်းရယူတာမရှိပါအောင်ရှင့်ဘာကြောင့်လဲဆိုတော့အကောင့်တူတွေအများကြီးပုံနေတဲ့အတွက်မိဘပြည်သူများကမှားယွင်းပြီးတော့သတင်းပေးမိမှာစိုးလို့ပါရှင့် ကျမတို့အနေနဲ့သတင်းရယူတဲ့ဖုန်းလေးတွေကို Prime Media Telegram Channel မှာနေ့စဉ်နေ့တိုင်းပဲပေါ်ပြပေးထားပါတယ်ရှင့်။ဒါကြောင့် Telegram မှာ Prime Media လို့ရိုက်ရှာပြီးတော့ကျမတို့ Channel လေးကို join ကသတင်းပေးနိုင်တဲ့ဖုန်းနံပါတ်လေးတွေရယူပြီးတော့သတင်းပေးပို့နိုင်ပါတယ်ရှင်။သတင်းလေးတွေကိုကျမတို့ကသတင်းပေးဌာနဖုန်းနံပါတ် Viber ကနေတက်ဆင်တာရယူပါတယ်ရှင်။ဒါလေးကိုမိဘပြည်သူများသတိပြုနိုင်ဖို့အတွက်ကိုကျမတင်ပြပေးတာဖြစ်ပါတယ်ရှင်။ ဒီနေ့ပထမဦးဆုံးကျမရွေးချယ်ထားတဲ့သတင်းလေးကတော့တောင်ကြီးမြို့မှာဖြစ်နေတဲ့သတင်းလေးသာဖြစ်ပါတယ်။လူမှုကွန်ရက်တွေမှာလည်းအရန်ကိုဝေဖန်မှုတွေမြင့်တက်ပြီးတော့ပွားထနေကြပါရဲ့ရှင်။အဲ့ဒီကိစ္စလေးကျမပြောပြပေးပါမယ်ရှင်။ဒီတောင်ကြီးမြို့မှာဆိုရင်လက်ရှိအခြေအနေကပေါ့နော်။အင်္ဂလိပ်လိုရေးထားတဲ့ sign board တွေကိုမြန်မာလူမျိုးပြောင်းလဲပြင်ဆင်ရေးသားရမယ်ဆိုတဲ့ကိစ္စလေးခုရှိနေပါရဲ့ရှင်။အဲ့ဒီကိစ္စလေးဖြစ်ပေါ်လာတဲ့အကြောင်းရင်းကတော့ဇွန်လ17ရက်နေ့မှာဆိုရင်တောင်ကြီးမြို့မှာရှိတဲ့ဌာနဆိုင်ရာတွေကစိုင်းလေးကိုလိုက်ပြီးတော့ဒီလိုမျိုးလေးစိုင်းပုတ်လေးတွေပြုပြင်ပြောင်းလဲပြီးရေးသားရမယ်ဆိုပြီးလိုက်လံပြောကြပါတယ်တဲ့။ ခုလိုညှို့ကြားချက်နေနဲ့ထွက်လာတာတော့မဟုတ်ဘူးရှင့်ညှို့ကြားချက်စာနဲ့မှလည်းလို့ထွက်တာတော့မဟုတ်ဘူးเนาะစာလေးကိုလိုက်ပြီးတော့ပြောတာပါတဲ့ပြီးတော့ အဲ့လိုမျိုးတောင်ကြီးမြို့ပေါ်မှာပဲလိုက်ပြောထားတာရှိသေးရေပေါ့နော်ကြေးရွာတွေဘက်ကပြောတာတော့မရှိသေးဘူးလို့သိရပါတယ်ရှင့်အဲ့ဒီလိုပြောတဲ့အခါမှာဆိုရင်လေဒီဆိုင်းဘုတ်ကိုပြုတ်ရင်ပြောင်းလဲခြင်းမလုပ်ဘူးဆိုရင်ဒဏ်ကြီးရိုက်မယ်လို့ပေါ့နော်အဲ့လိုမျိုးချိတ်ချောက်တာလို့လည်းမရှိပါဘူးတဲ့ဒီတိုင်းလေးပဲပြုတ်ရင်ပြောင်းလဲရမယ်ဆိုပြီးလာပြောတဲ့ကိစ္စလေးပဲရှိပါတယ်တဲ့ဒါကြောင့်အခုဆိုရင်တောင်ကြီးမြို့မှာတချို့ကဆိုင်းဘုတ်လေးကိုပြုတ်ပြင်ပြောင်းလဲပြီးတော့ရေးသားနေကြတာပေါ့နော်တချို့ကျတော့လေကိုယ့်ရဲ့ဆိုင်းဘုတ်တွေ van line လေးကတ်ပြီးတော့ဟိုဆိုင်းဘုတ်ကငကောကအင်္ဂလိပ်လိုရေးထားဆိုတော့လေမြန်မာလို van line လေးပေါ့ရှင့်အဲ့လိုမျိုးကတ်ပြီးတော့လုံဆောင်နေကြတာလေလူမှုကွန်ရက်မှာမြင်တွေ့ရပါတယ်ရှင့်အဲ့တော့ကျမတို့ နိုင်ငံရဲ့ထုံးစံတိုင်းပေါ်ရှင်တခုခုပြောင်းလဲမှုဖြစ်သွားရဖြစ်တဲ့အတွက်ဝေဖန်မှုလေးရှိလာတာပေါ့ရှိလာတော့ဒါကိုနှစ်သက်တဲ့သူလည်းရှိရမနှစ်သက်တဲ့တွေလည်းရှိလာရရှင့်ပြီးတော့လောလောဆယ်မှာဆိုရင်အင်္ဂလိပ်လိုဖတ်နေကြကိစ္စတွေညီမလို့ပြောင်းသွားတော့ထူးဆန်းတာပေါ့နော်အဲ့လိုမျိုးနည်းနည်းစိတ်ကနည်းနည်းဟိုဟိုသူတို့လည်းချို့တွေကြတော့ဟာသအနေနဲ့တင်ကြတာပါ ဟို ocean mark ဆိုရင်သမုတ်တရာဈေးဝယ်စင်တာဖြစ်သွားတာမျိုးပေါ့နော်အဲ့လိုလေးပေါ်ရှင်းဒီတော့လူရဟာသအနေနဲ့ပြောနေကြရလဲရှိပါတယ်ရှင်းတချို့ကြောက်လဲမကြိုက်ဘူးပေါ့နော်အဲ့လိုဖြစ်ပါတယ်ပြီးတော့ကျွန်မအနေနဲ့ကကိုယ့်နိုင်ငံမှာဖြစ်တဲ့ကိစ္စတခုကဒီလိုဖြစ်လာပြီဆိုတဲ့အခါလူရဝေဖန်လာပြီဆိုတဲ့အခါဘာကြောင့်ဒီလိုလောက်တာလဲဆိုရင်မိကုန်းတွေထွက်လာတဲ့အခါမှာကျွန်မအနေနဲ့ရှာဖွေပြီးတော့တင်ပြမယ်တာဝန်လေးရှိလာပါတယ်ရှင်းရှိလာတဲ့အတွက်ပေါ့နော်ကျွန်မအနေနဲ့နိုင်ငံတကာမှာရောကိုယ်နိုင်ငံရဲ့မိခင်ဘာသာစကားကိုဒီလိုမျိုးအသုံးပြုမှုတွေလှုပ်ဆောင်မှုတွေရှိလားဆိုတာလေးကျွန်မလေ့လာဖြစ်ခဲ့ပါတယ်ရှင်း ဲ့ဒီလေလာဖြစ်တဲ့ထဲကနေပြီးတော့ကျွန်တော်မိဘပြည်သူများကိုပြန်နေပြီးတော့မျှဝေပေးကြပါတယ်ဒီနိုင်ငံတကာမှာဆိုရင်မိခင်ဘာသာစကားကိုအင်မတန်အသေးထားတဲ့နိုင်ငံတွေရှိပါရဲ့ရှင်။အဲ့ဒီနိုင်ငံတွေပေါင်းမြောက်များစွာထဲမှာပြင်သစ်နိုင်ငံကတော့စံပြပါပဲရှင်။ ပြင်သစ်နိုင်ငံမှာဆိုရင်တူပွန်လောလို့ခေါ်ဆိုတဲ့ပြင်သစ်ဘာသာစကားအသုံးပြုရေးဆိုင်ရာဥပဒေကို1994ခုနှစ်မှာပြဋ္ဌာန်းခဲ့ပါတယ်ရှင်တူပွန်လောဆိုတာကတော့ပြင်သစ်ရင်ကျင်းမှုဝင်ကြီးတူပွန်ရဲ့နာမည်ကိုအသုံးပြုပြီးတော့ဒီဥပဒေကိုထုတ်ခဲ့တာဖြစ်ပါတယ်ရှင်ပြင်သစ်ဘာသာစကားရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက်အင်္ဂလိပ်ဘာသာရဲ့ရင်ကျင်းမှုလွှမ်းမိုးမှုကိုတုံ့ပြန်ဖို့အတွက်ကိုဒီဥပဒေနဲ့သူတို့စ조사ခဲ့တာဖြစ်ပါတယ်ရှင်ဒီဥပဒေအရဆိုရင်ပြင်သစ်နိုင်ငံမှာလုပ်ငန်းစာချုပ်တွေအလုပ်ခန့်ထားမှုဆိုင်ရာစာရွက်စာတမ်းတွေကိုပြင်သစ်ဘာသာနဲ့ပဲရေးဆွဲရပါတယ်ရှင့်။နိုင်ငံသားဝန်ထမ်းတွေလည်း ပြင်သစ်နိုင်ငံမှာအလုပ်လာလုပ်လို့ရှင်ပြင်သစ်ဘာသာစကားကိုဒေချစ်သင်ကြားပေးရပါတယ်။တက္ကသိုလ်တွေမှာသင်ကြားရေးဘာသာစကားအဖြစ်ပြင်သစ်ဘာသာကိုပဲဦးစားပေးပြီးသုံးပြုပါတယ်။ပိပံအနည်းကျသူတင်တာစာတန်းတွေပြုလုပ်တဲ့အခါမှာဆိုလဲပြင်သစ်ဘာသာအချင်းချုပ်ကအဲ့ဒီစာတန်းရဲ့အောက်ခြေမှာပါဝင်ရပါတယ်။ပြင်သစ်နိုင်ငံမှာရောင်းချတဲ့ကွန်ပျူတာရဲ့အညွှန်းမှာဆိုရင်လဲပြင်သစ်ဘာသာကိုပဲတေချာလေးရှင်းလင်းစွာဖော်ပြထားရပါတယ်ရှင့်။ဒါအပြင်လမ်းညွှန်ဆိုင်ပုတ်တွေတည်ယူပို့ဆောင်ရင်းနဲ့အစိုးရဝန်ဆောင်မှုတွေမှာလည်း ်ပြင်သစ်ဘာသာကိုဦးစားပေးရပါတယ်။ဒီလိုပြုလုပ်တဲ့အတွက်ပြင်သစ်ဘာသာစကားရဲ့အသုံးဝင်မှုနဲ့သမိုင်းဝင်အချက်အလက်တွေကိုထိမ့်သိမ့်နိုင်ခဲ့တယ်လို့မျိုးသူတို့မှာရရှိသွားတဲ့အကျိုးကျေးဇူးကတော့ပြင်သစ်နိုင်ငံသားအဲ့လန်းညွန်တွေကအလုံကင်ပေါင်းမြောင်များစွာရရှိသွားပါရဲ့ရှင့်။မကြောက်လဲဆိုတော့သူတို့နိုင်ငံမှာပြင်သစ်ဘာသာစကားကိုပဲတေချာအသုံးပြုတဲ့အတွက်နိုင်ငံခြားသားဧည့်သည်တွေလာတဲ့အခါမှာဒေသခံတွေအကူအညီမပါလို့ရှင်။သွားလို့လာလို့အဆင်ပြေတဲ့အခါမှာအဲ့လန်းညွန်တွေလောက်ရတာပေါ့ရှင်။ ဲ့လိုဖြစ်သွားတာပေါ့နော်အဲ့လိုဇလန်းလေးပေါ့ရှင်ပြီးတော့တို့ကနေပြီးတော့ဒီဥပဒေကိုချိုးဖောက်လို့ရှင်ဓာန်ငွေဆောင်ခိုင်းတဲ့ကိစ္စတွေလည်းလုပ်ခဲ့ပါရှင်ဥပဒေထုတ်ပြီးတော့ကိုမိတယ်ပါမိခင်ပါသားစကားကိုထိန်းသိမ်းဆောက်ရှောက်ခဲ့ကြတာဖြစ်ပါရှင်ဒီလိုလုံဆောင်တာပြင်သစ်တနိုင်ငံလေးလားဆိုတော့မဟုတ်ပါဘူးရှင်ကမ္ဘာမှာအခြားနိုင်ငံတွေလည်းရှိပါသေးတယ်အဲ့ဒီမှာမှာထူးခြားတဲ့နိုင်ငံလေးတွေကျွန်မရှာဖွေထားပါတယ်ကျွန်မပြောပြပါမယ်ရှင်နံပါတ်၁ကအီရန်နိုင်ငံဖြစ်ပါတယ်။အီရန်နိုင်ငံကကြတော့အနောက်နိုင်ငံတွေရဲ့ယဉ်ကျေးမှုလွှမ်းမိုးမှုကိုတိုက်ဖျက်ဖို့အတွက်မိပကင်ဘာသာစကားကိုတန်ဖိုးထားပြီးကာကွယ်ကြပါရဲ့ရှင်။ ရုရှားနိုင်ငံနဲ့ဒီလိုပါပဲအနောက်နိုင်ငံနဲ့နိုင်ငံရေးဆက်ဆံရေးတင်းမာမှုကြောင့်သူတို့ရုရှားဘာသာစကားတံမိုးထားမှုကြောင့်သူတို့ဟာဆိုရင်လည်းသူတို့မိခင်ဘာသာစကားကိုပဲအလေးထားပြီးတော့သုံးပါရှင်။အိန္ဒိယဆိုလည်းဒီလိုပါပဲအထူးသဖြင့်တမီးနာဒူးပြည်နယ်မှာဆိုရင်ဒေသခံယဉ်ကျေးမှုနဲ့ဘာသာစကားကိုကာကွယ်ဖို့အတွက်အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ဘတ်စကားဆိုင်ပုတ်တွေကိုတမီးဘာသာအဖြစ်နဲ့ပြောင်းလဲခဲ့ပါရှင့်။တောင်ကိုရီးယားမှာလည်းထိုနည်းတူပါပဲ။ဆိုးမျိုးမျိုးတော်အစိုးရကအင်္ဂလိပ်စလုံးတွေပါဝင်တဲ့ဆိုင်ပုတ်တွေကိုကိုရီးယားဘာသာအောင်2000ခုနှစ်ကပြုပြင်ပြောင်းလဲခဲ့ပါရှင့်။ ဥပမာမြေရောက်ရထားဆိုင်းပုတ်တွေမှာဆိုရင် exit လို့ရေးရမယ်အစားသူတို့ကိုရီးယားလို့ပေါ့နော် nagata တဲ့အဲ့လိုမျိုးရေးပါတယ်ရှင်ကိုရီးယားဘာသာစကားကိုပြောင်းလဲပြီးတော့သုံးဆွဲပေးတာဖြစ်ပါတယ်တရုတ်နိုင်ငံဆိုလည်းဒီလိုပါပဲရှင်ဖုန်းတွေသုံးရင်တော့မှတရုတ်ဘာသာစကားနဲ့အသုံးပြုကြတဲ့ကိစ္စဖြစ်လို့လာပါတယ်ဒီလိုမျိုးလှုပ်ဆောင်ချက်တွေဟာကိုယ့်ရဲ့မိခင်ဘာသာစကားကိုတန်ဖိုးထားခြင်းလားဖြစ်ပါတယ်ရှင်ကျမအနေနဲ့တကဘာလုံးမှာရှိရလှုပ်ဆောင်ချက်တွေလေ့လာလိုက်တဲ့အခါမှာဆိုရင်ကျမနိုင်ငံကတော့မှဒီလိုလှုပ်ဆောင်တာနောက်ကျနေသေးတယ်ရှင် ူများနိုင်ငံတွေကကိုယ်နိုင်ငံဘာသာစကားကိုတန်ဖိုးထားဖို့အတွက်အခြားနိုင်ငံကဘာသာစကားကိုယ်နိုင်ငံစီမှာလွှမ်းမိုးမှုညော့နေစေဖို့အတွက်စ조사နေတဲ့အချိန်မှာကျမတို့ကအခုမှစပြီးတော့စ조사လို့ဖြစ်နေရဲ့ရှင့်ကျမတို့မြန်မာဘာသာစကားဆိုတာကကျမတို့တိုင်းနိုင်ငံလုံးတိုင်းတာနဲ့အသုံးပြုတဲ့ဘာသာစကားဖြစ်ပါတယ်။ဒါပြင်ကျမတို့နိုင်ငံမှာတိုင်းနာပေါင်းစုံရှိတဲ့အတွက်တိုင်းနာဘာသာစကားလေးတွေလည်းရှိရဲ့ရှင့်ဒါလေးတွေလည်းတိမ်မြုပ်ပျောက်ကွယ်သွားလို့မရဘူးပေါ့နော်။အားလုံးကတန်ဖိုးရှိတဲ့ရိုးရာလေးတွေပိုင်ဆိုင်ကြတယ်။ဒါကြောင့်မြန်မာဘာသာစကားကချင်ဘာသာစကားကရင်စကားစသဖြင့်အားလုံးကထိန်းသိမ်းဆောက်ရှောက်အောင်ပါရှင့်။ ကျမတို့ကာကွယ်ဆောက်ရှောက်မယ်ဘာသာစကားကအင်္ဂလိပ်ဘာသာစကားမဟုတ်ဘူးရှင်ကျမတို့မြန်မာနိုင်ငံမှာမွေးဖွားတဲ့တိုင်းရင်းသားအလုံးရဲ့ဘာသာစကားကိုကျမတို့ကထိန်းသိမ်းဆောက်ရှောက်အောင်ပါရှင်ဒါလေးတော့ကျမတို့အုံနောက်ထဲနဲ့နှလုံးသားထဲမှာသိရှာစွာသိရှိရမှာဖြစ်ပါရှင်အခြားနိုင်ငံတွေမှာဆိုရင်လည်းသတိပေးဆိုင်ပုတ်လေးစိုက်နေဦးပေါ့နော်သူတို့ဘာသာစကားနဲ့သူတို့ပြောင်းလဲလိုက်တဲ့အခါမှာအဲလိုင်းမျိုးတွေကလုတ်ပေါ်ရလာတယ်ဒီတော့မြန်မာနိုင်ငံမှာလည်းဒီလိုဆိုင်ပုတ်တွေမှာမြန်မာလိုပြောင်းလဲလိုက်မယ်ဆိုရင်နိုင်ငံသားတယောက်ကကိုယ့်ရဲ့နိုင်ငံအလုပ်ဒါလုပ်တာဖြစ်စေလာလေတာဖြစ်စေ ဂိုက်တယောက်မှမခေါ်လို့ရှိရင် तू ခီးဆက်လို့မရအောင်ဟုတ်တယ်နော်ဒီတော့ဒေတာကန်တယောက်ကိုအနည်းဆုံးတော့ तू အလုပ်အပ်အမှာပဲခီးသွားဖို့အတွက်ကိုလမ်းညုံဆိုင်ဖို့ဖတ်ဖို့အတွက်ကိုဒေတာကန်တယောက်ကို तू ရှားအမှာပဲဒါဟာဆိုရင်ဒေတာကန်တယ်အလုပ်ကိုမရလာအောင်လားရှင်အချို့နိုင်ငံသားတွေဆိုမြန်မာနိုင်ငံလာတယ်နော်ဂိုက်မမှားဘူးဘာကြောင့်လဲဆိုမြန်မာနိုင်ငံမှာအင်္ဂလိပ်လိုရေးထားကြတယ်လေးဆိုင်ပုတ်လေးတွေကသူ့အတွက်လွယ်ကူနေတယ်ဒီတော့ तू အေးစစေးပဲသွားတယ်ပေါ့နော်သူ့အတွက်တော့လွယ်ကူတယ်ရှင်ဒါပေမဲ့ကျွန်မတို့နိုင်ငံမှာအရန်ကိုဟိုဘယ်လိုပြောရမလဲ free ဖြစ်နေရဲ့ရှင်တိလာနိုင်ငံသားတွေဝင်လာတဲ့အချိန်မှာဈေးတက်တက်တက်တာနဲ့လဲလို့ရနိုင်ငံဖြစ်နေရဲ့ရှင် ဲ့လိုဖြစ်တဲ့အကြောင်းရင်းသူတို့တော့ကောင်းတာပေါ့ကျမတို့ဒေတာကန်တွေတော့ကအလုပ်မရအောင်လေပတ်စံမရအောင်လေ time မှာဆိုရင်ဒဇံသွားလဲရင်တော့မှာသူတို့ဒဇံပွဲတော်ဆိုပြီးရှိရလေသူတို့မှာလေကျမရုပ်တဲ့နာမည်မေ့နေလို့အဲ့လိုခေါ် time မှာတမျိုးခေါ်ရလေဒဇံဆော့နေကြတာအဲ့ဒီပွဲတော်သွားလို့ရှိရင်ရေကအဆဝယ်ရတယ်ရေတံဘူးကစားတော့ရောင်းတာရေအလကားမရဘူးကျမမြန်မာနိုင်ငံမှာလာပြီးတော့ဒဇန်လာနှွဲပြော်ရေကအလကားရတာဘယ်နာယူယူရေအလကားပေးပြီးပေးဆော့တယ်ထိုင်းမှာမရဘူးရေဆော့ကျင်တယ်မို့လားရေတံဘူးဝင် ထိုင်းလူမျိုးတွေပတ်စံရဖို့အရင်ဆုံးဦးစားပေးတာရှင်ကျမတို့လည်းအဲ့လိုစိတ်သက်တွေရှိမှရမယ်ကျမတို့နိုင်ငံသားတွေပတ်စံလိုနေရရှင်နိုင်ငံသားတွေကျမတို့နိုင်ငံကိုဘာကြောင့်လာလဲထင်တယ်ပကံလို့ဘာလို့ရင်ကျေးမှုနယ်နေလာလဲဆိုတာကသူတို့အနေနဲ့ဒါတွေတံပိုးထားလို့လာတယ်လို့ထင်လားရှင်ဒီရင်ကျေးမှုတွေတပ်ပုံရိုက်ပြီးလို့ရှင်သူတို့အပြင်မှာစီးပွားပြန်ရှာတာကျမတို့ပကံဒေတာမှာရှိရဲ့နယံပကြီကားတွေရိုက်သွားပြီးလို့ရှင်သူတို့ကဘုံမှာစီးရီးတိတ်စာတွေစီးရီးပကြီတွေရုပ်ထုတွေပြန်လုပ်ပြီးလို့ရှင်ရောင်းစားနေရရှင် တချို့နိုင်ငံသားကားတွေမှာတော့မှာပကံဒေတာမှာရှိတဲ့ညီချင်းမှုပုံတွေရုပ်ထုတွေပါလာသေးတယ်ရုပ်ရှင်တွေမှာပါလာတာရှင့်ဒီတော့ကျွန်တော်မြန်မာလူမျိုးတွေကကိုယ့်လူမျိုးပတ်စံရဖို့ကိုယ့်လူမျိုးစီးပွားကောင်းမှုကိုပဲရှင်ဆုံးစဉ်းစားရမယ်ရှင့်သူတို့တွေဒီမြန်မာနိုင်ငံလာရဲဆိုတာသူတို့ပတ်စံတုံးရမယ်လေကျွန်တော်တို့ပတ်စံလိုရလေကျွန်တော်မြန်မာနိုင်ငံသားတွေနိုင်ငံသားဝင်ကိုရဖို့လိုရလေတိုးရစ်တရားလာလို့ရှင့်ဂိုင်လည်းမလို့သူတို့ဆိုအေးစေးလျှောက်သွားလို့ရှင့်သွားလိုက်တဲ့ခါကျတော့ကျွန်တော်တို့ဒေတာကန်တွေလုံးမရအောင်လေအခုမြန်မာဆိုင်ဖို့ဒီပဲဖြစ်သွားမယ်ဆိုဒေတာကန်တွေလုံးရတာပေါ့ရှင့် ဟုတ်ဘူးလားကျမတို့ဒီလိုပဲတွေ့ရရှင်ကျမတို့နိုင်ငံအတွက်အကျိုးမြတ်ဘယ်ရရမလဲဆိုတာပဲကျမစဉ်းစားရတယ်။ကျမတို့နိုင်ငံသားတွေလည်းဒီလိုစဉ်းစားဖို့လိုရရှင်။ဒါကြောင့်ကျမတို့အဲ့လိုမြန်မာစိုက်ဖို့လေးပြောင်းလိုက်တာကိုကြိုက်တယ်အင်မတန်နှစ်သက်တယ်ရှင်။ဒါပေမဲ့တခုရှိတာကဒီလိုလုံဆောင်တဲ့အခါမှာလည်းအခက်အခဲတချို့ရှိလာနိုင်ပါတယ်။ဒါကတော့သူတို့ဘက်ကိုပြန်စဉ်းစားပေးရတာပေါ့နော်။တိုးရစ်တိတ်ဟာဆိုရင်နိုင်ငံသားအနေနဲ့မြန်မာပြည်ရောက်လာလို့ရှင်လမ်းညွန်စိုက်ဖို့လေးဒီစားတော့ဆိုင်ဥစားတွေရရှင်မြန်မာလိုဖြစ်နေတဲ့အတွက်သူတို့အနေနဲ့လောကကအခက်အခဲတာတွေပေါ့နော်။အဲ့လိုဖြစ်လာနိုင်တဲ့အတွက် ။ငါကျမတို့နေနေရတော့ second ပေါ့ second chance အနေနဲ့အင်္ဂလိပ်ဘာသာစကားကိုလည်းဒါဒုတိယအဆင့်အနေနဲ့ပေါ့နော်ရှင်းပြချက်လေးနဲ့ထားပြီးတော့လုံဆောင်ပေးမယ်ဆိုတော့တင်တော်ပါရှင့်။ဥပမာညီမစိုင်းပုံနဲ့ရေးထားတာပေါ့နော်။ဒေါက်သေးမှာအင်္ဂလိပ်လိုလေးရှင်းပြန်ရေးပေးတာမျိုးပေါ့နော်။အဲ့လိုလေးပေါ့ရှင့်အဲ့လိုမျိုးလုပ်လို့တော့ရပါတယ်။ဒါဆိုရင်တော့နှူးတစ်ဖက်အဆင့်ပြင်မယ်လို့ထင်ပါရှင့်။အခုလိုစိုင်းပုံလေးပြောင်းလဲလာတာဆိုရင်လက်တလောမှာကျမတို့မြန်မာတွေအတွက်ခက်ခဲသွားတာဘာမှမရှိပါဘူး။အချင်းနာမည်လေးပြောင်းသွားတာပဲရှိရ။ဟုတ်တယ်မလားကျမတို့အတွက်ဟိုတနိုင်ငံလုံးဆိုင်ဖို့တွေအားလုံးမြန်မာလိုဖြစ်သွားတယ်ကျမတို့မြန်မာတွေဘာများခက်ခဲတော့မှာမဟုတ်လို့လဲ ။ဘာကြောင့်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့အတိုင်းအတာအားလုံးကမြန်မာစကားတတ်ကြတာပဲလေ။ကျွန်တော်တို့အားလုံးပေါင်းစည်းပြီးတော့အဆင်ပြေစကားပြောနိုင်ဖို့အတွက်ကိုမြန်မာစကားကိုဝယ်သုံးပြုနေကြတာပဲလေ။ဟုတ်တယ်မလား။ကချင်လူမျိုးဆိုလည်းကချင်လူလက်တက်တယ်မြန်မာလူလက်တက်တယ်။ပြင်လဲဒီလိုပဲကင်းလူလက်တက်တာပဲမြန်မာလူလက်တက်တာပဲ။ကျွန်တော်တို့ကဘာမှခက်ခဲမရှိဘူးရှင့်။ဒါကြောင့်စိတ်နှောက်ရှက်မဖြစ်ကြပါနဲ့နော်။ဆိုင်ပုတ်လေးပြောင်းသွားလို့ရှိရင်အော်ငါတို့မြန်မာဘာသာစကားလေးလှလိုက်တာ။ကဘာမှာကျွန်တော်မြန်မာဘာသာစကားလေးကအရင်လှတာစလုံးလေးတွေလုံးလုံးဝိုင်းဝိုင်းလေးတွေရမ်းချစ်ဖို့ကောင်းတယ်။နော်အော်ငါတို့စလုံးလေးလှလိုက်တာဆိုပြီးတော့အတွေးလေးတွေနဲ့ ကြည့်ရှုနိုင်ကြပါစေဒီရင်ကျေးမှုတွေထွန်းကားလာတာကိုအပြေးနိုင်ကြပါစေလို့ဒါကျွန်မအနေနဲ့တိုက်တွန်းပြောကြားချင်ပါတယ်ရှင်။ကျွန်မတို့ပြောလိုက်လို့ရှင်တော့ကိုယ်နိုင်ငံကိုချစ်တဲ့ဆုံးမြို့ချစ်စိတ်တဲ့ရှိရဆုံးနေရာတိုင်းမှာကျွန်မတို့မြန်မာဘာသာစကားတွေပြောင်းလဲသွားတာမကောင်းလားရှင်။ဒါအပြင်ကိုကျွန်မတို့နဲ့ကျွန်မတို့ရဲ့နိုင်ငံမှာပေါ့နော်ဒါဆိုရတော့ဒီကိစ္စကိုပြောမှာမဟုတ်ဘူးရှင်ဒီလားကျွန်မလည်းမပြောချင်ဘူးဒါပေမဲ့အရေးဖန်းတန်ဖန်းလေးတော့ကျွန်မပြောပြလိုက်မယ်။မြန်မာဘာသာစကားကိုမြင့်တင်တဲ့အခါမှာတချို့နေရာတွေမှာပေါ့နော်တရားဘာသာစကားတစ်ခုကရန်ကြီးဆိုးနေရဲ့ရှင်ကျွန်မနိုင်ငံမှာ ရှမ်းပြည်ဘက်မှာရှိတဲ့အချို့မြို့တွေဆိုရင်မြန်မာဘာသာစကားလည်းမသုံးတိုင်းသောဘာသာစကားလည်းမသုံးပဲနဲ့ဘေးအိမ်ကဘာသာစကားကိုသုံးနေတဲ့သူတွေရှိရဲ့လေစိုက်ပုတ်တွေကစဘေးအိမ်ကဘာသာစကားနဲ့လုပ်နေကြတာရှင့်အဲ့ဒါတွေကိုကျွန်တော်တို့ပြန်အုပ်မိုးနိုင်ဖို့အတွက်ကျွန်တော်တို့မြန်မာဘာသာစကားကိုမြင့်တင်တာစိုင်းဘုတ်ကဘေးအိမ်ကဘာသာစကားဖြစ်နေရတဲ့မြန်မာဘာသာစကားဖြစ်နေရတဲ့အတိုင်းသားအတွက်ဘယ်ဟာပိုအဆင်ပြေလဲဆိုတော့စဉ်းစားကြည့်ပါတော့။အဲဒါကြောင့်ဒီလိုကိစ္စကိစ္စရရှိတာကြောင့်အချို့ဟာလေးစီမံရတယ်ဆိုတာလေးမိဘပြည်ကနားလေစားဖို့အတွက်ကျွန်မပြောပြတာပါရှင့်။ ကျမတို့မတွေးမိတော့ဘူးထင်လို့ရှင်းပြတာဖြစ်ပါရှင်။တချို့တွေကတော့တွေးမိပါရှင်။တွေးမိတဲ့သူတွေကတော့ဒါအောင်အပြစ်မမြင်ပါဘူး။မတွေးမိတဲ့သူတွေကတော့အပြစ်လေးတွေမြင်နေရတဲ့အတွက်ကျမပြောပြပေးတာဖြစ်ပါရှင်။မိဘမိသူများရှင်။ကျမကအခုတင်လေးကိုပြောခင်မှာပေါ့နော်။ကျမနိုင်ငံရဲ့စားတောက်နေချာနဲ့ပုံစံလေးပေါ့ရှင်။ကျမတို့ဟင်းချက်လို့ရှင်။အသားဟင်းတွေပဲချက်လို့ရှင်။ဂျင်းကတော့မပါမဖြစ်ပဲနော်။ကျမမိဘလူမျိုးတွေကစားတောက်စားတဲ့အခါမှာဂျင်းလေးတွေကိုတော်တော်ကိုနှစ်နှစ်သက်သက်စားကြတာတွေ့ရပါရှင်။ဂျင်းကိုအဲ့လိုမျိုးကြော်စားတဲ့သူတော့ရှိပါတယ်။ကျမလည်းကြိုက်ပါတယ်ရှင်။အခုချိန်ချိန်လေးနဲ့စားလို့ကောင်းတဲ့ဂျင်းကြော်ပါလေ။ ဲ့တော့ကျမတို့ကဂျင်းတွေကြိုက်တာကပေါ့နော်ဂျင်းကြိုက်တာတော့ကြိုက်တာပေါ့ရှင်းတမ်းမဲ့ဟိုနိုင်ငံရေးမှာကအစားဂျင်းလေးတွေကြိုက်တဲ့အနေအထားလေးရှိလာပါတယ်ပေါ့နော်ဆီလာတဲ့တော့အခုဆိုရင် CRPH အဖွဲ့ကနေပြီးတော့မြို့ပပြည်သူများထပ်ကြွေးလိုက်တဲ့ဂျင်းလေးအကြောင်းပေါ့ရှင်အဲ့ဂျင်းလေးကြောင့်ကျမတင်တင်ဆက်ရမှာအဲ့ဒီဂျင်းရဲ့နာမည်လေးကတော့ CDN ဂျင်းဖြစ်ပါတယ်ရှင် CDN ဂျင်းလေးပါအဲ့ CDN ဂျင်းလေးဟာဆိုရင်2021ကနေပြီးတော့စတင်လိုက်တာအခုပုံစံတစ်မျိုးနဲ့ဆက်လက်ပြီးတော့ဂျင်းထည့်ဖို့အတွက်ထပ်မံလှုပ်ဆောင်လာတယ်ရှင်အဲ့ဒါလေးဆိုတော့ပြောပြချင်ပါတယ် ဒီအဝေးရောက်ပြည်ပြနိုင်ငံရေးသမားတွေစူးစီးတည်ထောင်လာတဲ့ CRP အဖွဲ့အစည်းအားဆိုရင်ဇွန်လ13ရက်နေ့မှာအကြမ်းဖက်အာဏာဖိဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေဆိုပြီးတော့ဥပဒေတစ်ခုကိုပြဋ္ဌာန်းလာပါတယ်ရှင့်ဥပဒေက3နှစ်နဲ့17နှစ်နာပါပါတယ်ကျွန်မခုပြတ်တာထားပါတယ်ရှင့်ဒါတို့ရဲ့ဥပဒေပေါ့နော်အဲ့ဒီဥပဒေကိုထုတ်တဲ့အခါမှာကျွန်မစဉ်းစားမိတာပေါ့နော် CRP ဆိုတာကရုံးကန်းလည်းမရှိဘူးနေနိုင်ငံမှာလည်းတို့အတိမတ်ပြူတာမရှိဘူးတို့ကတို့သား CRP ဘာညာဆိုပြီးဖွဲ့ထားတဲ့အဖွဲ့အဲ့တော့ဒီလိုမျိုးဘယ်မှာမှအတိမတ်ပြူခြင်းမရှိဘူးဘယ်သူမှခရုဆိုင်ခြင်းမရှိဘူးပေါ့နော် ဘယ်နိုင်ငံမှာသူတို့အဲ့လိုတရားဝင်ဖိတ်တာကြားတာဟိုနေရာပေးရလဲမရှိတဲ့အဖွဲ့ကဥပဒေဆိုတာကိုထုတ်လို့ရလားရှင်ပြောရမယ်ဆိုရင်ဥပဒေတစ်ခုဖြစ်လာရခြင်းအကြောင်းရင်းကဥပဒေထုတ်တဲ့အဖွဲ့စည်းကလည်းတရားဝင်ရတယ်ရှင်နိုင်ငံတစ်ခုမှာမှအဲ့လိုမျိုးဥပဒေပညာရှင်တွေနဲ့ဥပဒေတွေထုတ်ကြတာအခုကသူတို့ကရေမျောကန်းတင်အဖွဲ့ရုံးကန်းတော်မရှိတဲ့အဖွဲ့ကဥပဒေထုတ်တဲ့ဆိုတော့ဒါကဥပဒေစည်းလို့ရင်လို့ကျွန်မမတတ်မှတ်ချင်လို့ရှင်တတ်မှတ်မှာမတန်ဘူးလို့ထင်တယ်ရှင် ဒါကြောင့်ကျမအနေနဲ့ကတော့ပြောင်းဖော်ခြင်းနဲ့သူတို့ကတော့ဥပဒေလိုပြောတယ်ဆိုပေမဲ့ကျမကတော့ထုတ်ပြန်ချက်လိုပဲပြောခြင်းနဲ့ရှင်တော်ရုံဘောရှင်ထုတ်ပြန်ချက်လောက်ပဲတတ်မှတ်ပေးမယ်ဥပဒေနေနဲ့တော့မတတ်မှတ်နိုင်ဘူးရှင်ဟုတ်တယ်မလားကိုကကိုတော့မတရားဝင်လားမသိဝင်လားမသိအစင်တန်းနေရဥပဒေကြီးကိုထုတ်တယ်ဆိုတော့အေးဥပဒေကိုလေးစားလိုက်နိုင်ရမယ်ဆိုပြီးတော့ပြောတယ်ဆိုတော့အတိတ်ပဲရှိလားမရှိလားစဉ်းစားကြည့်ပါရှင်အဲ့ဒါလေးကနော်ဒီတော့ဥပဒေအနေနဲ့ကျမကတော့မတတ်မှတ်နိုင်ဘူးထုတ်ပြန်ချက်အနေနဲ့ပဲကျမပြောမယ်ရှင်သူတို့ဟာဆိုရင်ဒီထုတ်ပြန်ချက်ထဲမှာပါဝင်တဲ့အရာတွေပေါ့နော်အခန်းအနေအရတော့အများကြီးပါဝင်ပါတယ် သူတို့ဒီထုတ်ပြန်ချက်ရဲ့အဓိကဆိုလိုရင်းကတော့ CDM မှာပူးပေါက်ပါဝင်ခြင်းမရှိတဲ့နိုင်ငံဝန်ထမ်းတွေကိုအရေးယူမှုတွေဆောင်ရွက်မယ်။ CDM မှာပူးပေါက်လာတဲ့သူတွေကိုကြတော့ချီးမြှင့်မယ်၊မျှစားမယ်ပေါ့ရှင်။ဒါကအဓိကဆိုလိုရင်းဖြစ်ပါရှင့်။ဒီထဲမှာထူးခြားချက်လေးရှိပါတယ်။အဲ့လေဒီမှာနည်းနည်းလေးတော့ကောင်းထုတ်ပြီးတော့တင်ပြပေးချင်ပါတယ်။ခန်းတော့မှာဆိုရင်ရေးထားတာက CDM လောက်လုပ်တဲ့သူတွေကိုအသိမှတ်ပြုရမယ်တဲ့။ပြီးတော့ CDM လုပ်တဲ့သူတွေကိုဂုဏ်ပြုချီးမြှင့်တာနဲ့ထောက်ပံ့ခြင်းဆိုင်ရာသုံးစိတ်တွေတီးခြားသတ်မှတ်ရမယ်ဆိုပြီးတော့ပြောထားရရှင့်။2021ခုနှစ်စီဒီအန်လုံခိုင်းခဲ့ကြတာအခုချိန်ဒီစီဒီအန်တွေအတွက်အသုံးစိတ်ကိုတိကျသတ်မှတ်ထားမှရှိဘူးပေါ့လေ အောစရာကြီးသူတို့သူတို့ကဒီညှို့ကြချက်သူတို့ကဥပဒေလိုပြောတာပေါ့နော်ကျွန်တော်ကတော့ဒါညှို့ကြချက်လိုပဲသတ်မှတ်တယ်ရှင်ဥပဒေဆိုရင်အစ်စင်မှမမီတာဒီလိုမျိုးထုတ်တဲ့အချိန်ကျမှပဲဩစီဒီအန်တွေအတွက်တီးခြားသတ်မှတ်ထားတဲ့ရမုံဝင်မရှိဘူးပဲဆိုတော့သိရရှင်ဒါဆိုရင်စီဒီအန်တွေအတွက်ကူညီပံ့ပိုးမယ်ဆိုရင်ခေါင်းစဉ်နဲ့ကောက်သွားတဲ့ပတ်စံပဲရောက်သွားရလဲရှင်ဟုတ်လားမိဘပြည်လိုစဉ်းစားကြည့်လေ2021ခန်းနေပြီးတော့စီဒီအန်ဆပေါ်တာတွေရှိရရှင်အဲ့ဒီမှာကောက်နေပတ်တယ်သူတို့ပေးထားတယ်အဲ့ဒီတော့စီဒီအန်တွေအတွက်အလှူငွေပါဆိုပြီးကောက်တဲ့ပတ်စံတွေကနုပညာရှင်အချို့ကပန်းကောက်ခဲ့တဲ့ရောက်သွားရှိရနော် အထူးလူပညာရှင်တွေစီဒန်ဆပ်ပိုတာအနေနဲ့ထောင်သာကြသွားတာပြန်ထွက်လာတော့ဘန်ကောက်နဲ့မှာတိုင်းအောင်ရာချီထောင်ကြီးရှိသွားတယ်ဒီအများကြီးနော်။အများကြီးရှင်ချုပ်ကိစ္စတွေကျွန်မမပြောစင်လို့တင်တာအများကြီးရှိရဲ့အဲ့လိုဇလန်းနေဒီတော့အဲ့လိုဟာစီဒန်တွေအတွက်ဆိုပြီးကောက်သွားတဲ့ပတ်စံကိုဘယ်နာတုံးလိုက်လို့အခုချိန်ကြီးစီဒန်တွေအတွက်တီးခြားအသုံးစိတ်မရှိရလဲရှင်။စီဒန်တွေကိုဘန်းပြပြီးတော့ပတ်စံတွေကောက်သွားပြီးအဲ့ပတ်စံတွေသူတို့စားလိုက်တာလေ။ဒါကြောင့်စီဒန်တွေကအခုဆိုရင်ငတ်ပြတ်နေကြတာ။ကျွန်မပြောတာမှားတယ်လို့ထင်လို့ရှင်စီဒန်လုတ်တဲ့သူရဲ့နားမှာရှင်မေးကြည့်လိုက်။ ်ဆရာပေးရှုအန်ယူဂျီလိုဆရာတွေဘာထောက်ပံ့ကြီးများရာဘူးလဲလို့မေးကြည့်လိုက်ပါလားရှင်ကျွန်မဆက်လက်ပြောပြပေးမှာကတော့ဒီထုတ်ပြန်ချက်မှာတကယ်အသက်သွေးကြောလို့ခေါ်ရမယ်အခန်းလေးတစ်ခုပါရှင်အဲ့ဒီခန်းအင်မတန်အရေးကြီးတယ်အဟာလေကျွန်မပြောပြမှာအခန်း6ဖြစ်ပါတယ်ဘာကြောင့်အရေးကြီးရလဲဆိုရင်ဒီကဥစ္စာပေါ်တော့ဒီလုံဆောင်ချက်တွေကိုသူကစီစစ်လှုပ်ရှားဖို့အတွက်ကိုကော်မရှင်ဖွင့်ရမယ်တဲ့အဲ့ဒါအရေးကြီးဆုံးပဲဘာကြောင့်အရေးကြီးလဲဆိုတော့ကျွန်မရှင်းပြမယ်ရှင်ဘာကြောင့်လဲဆိုတော့သူတို့ဟာဆိုရင်တဲ့ဒီကော်မရှင်ဖွင့်ရမယ်ပေါ့နော်ကော်မရှင်တော့မှသူက6ဖွဲ့တူတူဖွင့်ရမယ် ်6ဖွဲ့နံပါတ်1အဖွဲ့ကကြတော့ CDN ဆိုင်ရာစီစီရေးကော်မတီနံပါတ်2အဖွဲ့ကကြတော့အသိမှတ်ပြုရေးနဲ့ဂုဏ်ပြုချင်းမြင်ရေးဆိုင်ရာကော်မတီနံပါတ်3ကကြတော့ပြန်လည်ကူစားရေးကော်မတီနံပါတ်4ကကြတော့အမှန်တရားနဲ့တရားမျှတမှုရှာဖွေဖော်ထုတ်ရေးကော်မတီနံပါတ်5က CDN ဆိုင်ရာဘန်ဒါရေးကော်မတီနံပါတ်6ကမှတ်တမ်းနဲ့သူတည်တနာလုပ်ငန်းအဖွဲ့ဆိုပြီးတော့ကော်မတီကိုဖွဲ့ရမယ်တဲ့ဒါအပြင်ရေးထားတာကလိုအပ်ပါကကော်မတီအဖွဲ့ခွဲတွေကိုတိတ်လျော်သောပုံစံတွေနဲ့ဖွဲ့စည်းပြီးတော့တာဝန်နဲ့လုပ်ငန်းကိုလုပ်ပိုင်ခွင့်တွေပေးအပ်နိုင်လေဆိုပြီးတော့ ်သူတို့ရဲ့ထုတ်ပြန်ချက်တည်းမှာရေးထားရရှင်သူတို့ကတော့ဥပဒေလိုခေါ်တာပေါ့နော်အဲ့ဒီမှာရေးထားရရှင်ဒီတော့မိဘမိသူများရဲ့လယ်ပြင်မှာဆင်သွားသလိုရှင်းလင်းနေပါတယ်ရှင်ရေးထားတဲ့ဥပဒေရမှာအခန်း6ခန်း9ခန်းပဲပါတာဖွင့်ရမယ့်အဖွဲက6ဖွဲ့တတိရှိတယ်အခုကျမပြောတယ်ဖတ်လိုက်တဲ့အချိန်ကျတော့လဲစီမံခန့်ခွဲကော်မတီတိမတ်ပြွေဂုံပြွေပြန်လည်ကူစားရေးအဲ့ဒီအလုပ်တွေအားလုံးပေါင်းပြီးတော့လုပ်လို့မရအောင်လားတယောက်ချင်းစီခွဲလို့မရပါလားကော်မတီတစ်ခုချင်းစီခွဲလို့မရပါလားဘာကြောင့်အဲ့လိုမေးလဲသိလား တ်စံလေးပတ်စံကုန်တော့မယ်လေကော်မရှင်ဖွဲ့လေဆိုမှတော့ဒီကော်မရှင်မှာတာဝန်ယူကြမဲ့သူတွေလောက်ခလာစာပေးရအောင်မယ်လေ free လုပ်ပေးမှလားတို့ကအမေးကြည့်လိုက်ပါအောင် free လုပ်ပေးမယ်ဆိုတော့လေကျေးဇူးတင်တာပေါ့ရှင်ဟုတ်ဘူးလားအခုကလကားလုပ်ပေးမှမဟုတ်တာရှင်ကော်မရှင်ကို6ဖွဲ့တောင်ဖွဲ့ထားတယ်မယ်အဖွဲ့ကို6ဖွဲ့တောင်မှတဖွဲ့ကို၁၀ရောက်နေပဲအတွက်ရောက်60ဖြစ်နေပြီအဲ့ဒီရောက်60တဲ့မှာတို့ရဲ့အမျိုးတွေညီမတွေမောင်နှမတွေနိုင်ငံခြားမှာနေထိုင်ပြီးတော့အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေပါမှာပေါ့ရှင်အလုပ်ခေါ်ပေးတာပါပဲဟုတ်တယ်မလားနိုင်ငံခြားမှာရောက်နေတဲ့သူတွေဘယ်လိုရှိလဲဒီလူတွေရဲ့မိသားစုတွေအလုပ်လက်မဲ့ဖြစ်နေတဲ့နိုင်ငံခြားမှာ အဲ့လူတွေအကုန်လုံးကိုကွန်ပျူတာလေးရိုက်တက်ရုံနဲ့စာလေးရေးတက်ရုံနဲ့ဖုန်းလေးသုံးတက်ရုံနဲ့အဲနင်ကတော့ဒီကော်မတီမှာအတွေ့အမှုလုပ်လိုက်နင်ကတော့စင်ရင်ကန်လုပ်လိုက်နင်ကတော့ဟိုဒါလေးရှာတဲ့လူလုပ်လိုက်ဆိုပြီးတော့ပတ်စံရမှာလေပတ်စံရဖို့အတွက်ဖန်တီးတာလေရှင်အရာအလုံးကရွယ်ချက်တွေရှိရဲ့เนาะ CIA ဘေးကအဲ့ဒါဂျင်းတုံးအကြီးကြီးကျွေးသွားတာပဲရှင် CDN တွေကိုထပ်ပြီးတော့ခုလုံးလုံသွားတာပဲ CDN တွေကောင်းနင်းပြီးတော့သူတို့မိသားစုရဲ့လောက်ရဖို့အတွက်ဖန်တီးသွားတာပဲရှင်အဲ့ဒါလောက်ကန်ခွန်းလမ်းဖန်တီးသွားတာပဲရှင် နိုင်ငံခြားမှာပြေးနေတဲ့ပြည်ပြေးတွေရဲ့မိသားစုတွေပြည်ပြေးမိသားစုတွေကရှင်းပြတချို့လည်းပညာမတတ်ဘူးနိုင်ငံခြားမှာလုံးလုံးပို့တော့မှအလုတ်ကင်အခွင့်အလမ်းမရှိဘူးသူတို့ဘွားအဲ့တော့ဒီဘွယ်စည်းရဲ့မှာလာပြီးဒီကော်မတီမှာလုံးလုံးတဲ့ခါကျတော့ဒီကနေရတဲ့ပတ်စံကိုခေါင်းစဉ်နဲ့ယူလို့ရတာပေါ့ရှင်အဲ့လိုအခြေအနေဖြစ်အောင်လို့ဒီလိုဥပဒေပါဆိုပြီးတော့ဒီထုတ်ပြန်ချက်ကိုထုတ်ပြန်သွားတာရှင် ဒါကိုဘယ်သူတွေဂျင်းမိအောင်လဲဆိုတော့ကျမလည်းမပြောတတ်ဘူးပေါ့နော်တေချာကတော့ဂျင်းမိမဲ့သူတွေကတော့ကျမသိပါတယ်နီကြောင်တွေပေါ့ရှင်နီကြောင်တွေပေါ့သူတို့ဂျင်းတွေကိုအမြဲတမ်းတတ်မှတ်မှန်ဘောဆိုတာစားနေတာကတော့နီကြောင်တွေပဲရှိရတယ်အဲ့တော့နီကြောင်တွေဂျင်းမိတာပေါ့ရှင်ဂျင်းမိပြီးရဲ့အခါမှာဆိုရင်ကော်မရှင်အတွက်ကိုပစံနေတော့ရမယ်ပေါ့နော်ပစံလိုလာလို့ရှင်အလူငွေလေးထည့်လိုက်ကြပါအောင်နော်အသက်တွေလိုလာလို့ရှင်လည်းပီတက်တွေကိုပို့လိုက်ကြပါအောင်အဲ့ဒါပဲရှင်သီလာအရှင်ဘုရားဝေကျွေးကြည့်ကြရတယ်တူပါရဲ့နော်ဒီဘုရားမှာလူဖြစ်တာတောင်မှ CRP ရှုံ UNG တို့မိသားစုတွေ စာဝန်တွေပြည်လဲဖို့အတွက်ကိုတတ်နေရှင်ပြီးပိတ်ဆက်နေရတဲ့သူရှိရဲ့ရှင်တကယ်လို့ရှိရဲ့ဒါကြောင့်ပြောတာကဘယ်အကျွေးမှမကောင်းဘူးတဲ့အကျွေးရှိရင်မမဆက်ပုံမဆက်ရအောင်ဆက်သွားအဲ့ဒါကိုပြောတာနောက်ဘဝမှာကိုသူများကိုအကျွေးပြန်ဆက်တဲ့အချိန်ကြလို့ရှင်အဲ့လိုအချိန်လေးနဲ့ဆက်လို့ရှင်မကောင်းလေမတင့်တော်ဘူးလေဘလို့ဒီနစ်နာရဲစဉ်းစားကြည့်ပါဦးရှင်အဲ့ကြဒီဘဝအကျွေးဒီမှာပဲဆက်ကြနော်တိလာဒီမှာပဲဆက်ကြတခြားကိုရဲ့အကျွေးရှိရင်နောက်ဘဝကြလို့ရှင် CRP ရှို NUG လို့ဖြစ်လို့ရှင်ကိုက PTF ဖြစ်ပြီးတော့တော်တော်လေးမှာအသက်သေခံပြီးတို့ထမင်းစားဖို့လှုပ်လှုပ်ပေးနေရအောင်ပဲ အာကြည့်လောက်ကြเนาะဒါတခါလေးကျမဘာသာတရားလေးနဲ့တွဲပြောပြတာအကျွေးကြရအောင်ဆက်မဆက်လို့ရှင်မဖြစ်လေအဲ့လိုပုံစံနဲ့အကျွေးဆက်ရတဲ့ရှင်ဒါလေးကတော့စဉ်းညံလေးပါပဲကြော်ဒီ CIA page ကထုတ်လိုက်တဲ့ဟာကတော့ရှင်းပါတယ် CIA page ရဲ့မိသားစုတွေနိုင်ငံခြားမှာရောက်ရှိပြီးတော့ပညာမတက်ပေါ့နော်ဘာလို့မှမလုပ်နိုင်တဲ့တကြားအိုတွေပေါ့ရှင်အဲ့လူတွေအားလုံးလောက်ခလာစာရရှိဖို့အတွက်ကိုလှုံ့ဆော်လိုက်တယ်အရာတစ်ခုဖြစ်တယ်ဒီအရာပေါ်မှာ CIA လောက်သွားတဲ့သူတွေတော်လိုင်းရေးဆိုတော့အခုချိန်ဒီအားပေးနေတဲ့သူတွေ ဂျင်းပြီးကြအောင်မယ်အဲ့ဒီဂျင်းယူပျော်ရွှင်သွားစားသုံးကြအောင်မယ်ဆိုတာပဲကျွန်မမြင်အောင်ပါရတယ်ရှင်ကျန်လာတော့ဘာမှပြောစရာမရှိပါဘူးကိုယ့်ဝေကျွေးနဲ့ကိုယ်ပဲလေကြည်အောင်ဆက်ကြပါရှင်ကျွန်မတရင်သုံးချက်ချက်လေးကိုဒီနေ့မှထောင်းနေမယ်ရန်နာတော့မယ်နော်ကျမတဲ့နေ့တွေကိုနေ့စဉ်နေ့တိုင်းပဲစိတ်ရှိစွာအားပေးခဲ့ကြတဲ့မိဘပြည်များအားလုံးစိတ်ချမ်းသာကိုကြမ်းပါကြပါစေ။ကောင်းကျိုးလိုရင်ဇာနာများတည်ဝါကြပါစေလို့ကျမတို့ Prime Media မိသားစုမှဆုတောင်းမြတ်